ရေတော့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစည်းအဝေးမစခင်မှာ channel ကို subscribe လုပ်ပြီးနောက်ခေါင်းတော့နှိပ်ပေါ့ပြီးတော့ဒီနေ့အစည်းအဝေးလေးကို VPN link ဖွင့်ပြီးတော့ကြည့်ပေးကြမယ်ဆိုရင်တော့ဖြင့်အထူးကျေးဇူးတင်ပါဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်ပြီးခဲ့တဲ့ရပိုင်းကတောက်လျှောက်ဆိုသလိုပဲစ조사တင်ဆက်ပေးနေတာဖြစ်တဲ့ let law trust ရှိထားတဲ့ကားသစ်လိုပဲဆိုပါတော့ဗျာ Alison Moraland season 3ပေါ့ဒီနေ့မှာတော့အပိုင်းလေးကိုရောက်ပြီးအတူတူရှုစားကြအောင်ပါခင်ဗျာဒီပိုင်းဆက်မှာကတော့ Rugido တွေ စိတ်ပြလက်ပြနဲ့မျက်နှာဖုံးတွေဆွဲချုပ်လိုက်ကြတာကိုမြင်ရပါတယ်။ရူဂျီယာငါတို့အောက်ဆီဂျင်တွေဖြုံးလိုက်မိပြီ။အစိမ့်ငွေလွတ်မဲ့ရထားတွေကနှစ်တွဲကြံသေးတယ်။ဖြည်စရာတစ်ခုပဲရှိတော့တယ်။ဒီတော့ငါတို့အဆုံးထိဘရောမရောက်တော့မှမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ခရားကြမှာတော့တကားတွေပွင့်သွားပြီးတော့ဥစာကြီးလည်းဘာလို့လောအောင်မသိဖြစ်နေခဲ့ပါတယ်။ခုနကနေဥစာကြီးရဲ့အာုံကိုယုံကြည်တယ်ဆိုပြီးတော့ဥစာကြီးလောက်တို့မျက်နှာဖုံးတက်လိုက်တဲ့ဂျူရီဆွဲမျိုးသမီးလည်းလန့်ဖြန့်ပြီးတော့ဒါဆိုငါတို့ကုန်သေးကြတော့မှာပေါ့ဟုတ်တယ်မလား။ငါတို့သေးရတော့မှာပေါ့လို့ပြောလိုက်ပါတယ်။ဥစာကြီးကငါတောင်းပန်ပါတယ်လို့ပြောလိုက်တော့ရူဂျီက နေမှာမှမဟုတ်တာလို့ပဲပြန်ပြောပါတယ်။ဒါပေမဲ့ဂျူရီဆွေမျိုးသီးကတော့ဥစာကြီးကိုနေကိုဘာလို့ငါယုံလိုက်မိတာလဲ။နေရဲ့စိတ်အထင်ပေါ်မှာငါအသက်ကိုလောင်ကြီးထားလိုက်မိတာ။နေကလူလိန်တယောက်ရဲ့သမီးပဲလေ။အဲ့လိုလုံးပြီးလို့ငါကငါမုန်းလိုက်တာ။နေကလူလိန်တယောက်ရဲ့သမီးဆိုတာငါသိတယ်ဆိုပြီးတော့ဥစာကြီးကိုပြဿနာရှာပါတော့တယ်။အဲ့မှာလေနောက်တစ်ယောက်ကဂျူရီစိတ်အေးထားစမ်းမှလို့ပြောပေမဲ့ဂျူရီကစိတ်အေးထားတော့ဘာထူးမှလဲငါသေဖို့ငယ်သေးတယ်ဟာဆိုပြီးတော့អော်နေခဲ့လို့ဂျန်တဲ့လူတွေကလည်းစိတ်တက်တွေကြပြီးတော့ငိုယူကုန်ကြပါပြီ။ ။ဦးစားကြီးလည်းဘာတော့မှမသိဖြစ်နေပြီးတော့အဲဒီအချိန်မှာပဲယထာအကြောင်းနားလေတယ်ဆိုတဲ့သူကငါပြောတော့နားထောင်ကြပါဦး။ယထာအခုဂျင်မိုချိုပူတာကိုဖြတ်သွားပြီ။မကြိုင်မှယထာ20အပြိုင်ဖြစ်မဲ့နေအောင်ရောက်တော့မယ်။ယထာနောက်စင်းကလည်းငါ့အောင်နဲ့အချိန်တူတူပဲဖြစ်မှာ။အဲဒီထားနဲ့ငါတို့ယထာဘေးချင်းကဖြစ်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ကျန်တဲ့လူတွေကနေပါပြောနေရလေဟာဆိုပြီးတော့အဲဒီကိုကောနေပြီမဲ့ဦးစားကြီးကငါနားလေတယ်။ငါတို့မှဒီနေလန်းတစ်ခုပဲရှိတော့မှလားလို့မေးလိုက်တော့အဲလူကကောင်းငိမ့်လိုက်ပါတယ်။ဦးစားကြီးကငါတို့ယထာနဲ့တွေ့မှာခုနတွေ့ခဲ့တဲ့ယထာပဲ။အဲထားပေါ်လူတွေကုန်တေသွားပြီအစိတ်တွေလည်းမရှိတော့တကားတွေလည်းပွေနေပါ ငါတို့အယထားဘုံခုံတက်ရမယ်လို့ပြောလိုက်ပါတယ်အကောင်လုံးကယထားတချင်းရဲ့စီးခုံကူရမယ်ဆိုတော့လမ်းဖြန်နေကြပြီးတော့ဥစားကြီးကတော့ဘာမှမလုပ်ဘဲနေလဲငါတို့ဒီမှာပဲတည်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်ဂျူရီဆွေမျိုးသမီးကတော့ငါမလုံနိုင်ဘူးလို့ပြောနေပြီးတော့ဥစားကြီးကနေတော့အသက်ရှင်ရင်ငါနဲ့လိုက်ခဲ့ကြလို့ထပ်ပြောလိုက်တော့တာပါရူဂျီကငါအနေနဲ့လိုက်မယ်လို့ပြောလိုက်တော့ဂျူရီကနေယူနေရလားနင်းခြေတော့မတန်ပဲနဲ့ဘယ်လိုလုပ်လုံနိုင်မှာလဲလို့မေးပါတယ်ဒါပေမဲ့ तू မသိတာကရူဂျီကခြေတော့မတန်ပေမဲ့လက်တော့တန်နေဆိုတာပါရူဂျီကဘာတွေအရန်ခိုးပြီးတော့လေးချင်းကနေလုံနေကြလို့ဆိုလိုတာဖြစ်ပါတယ် ရူကြီးကတော့ဘာမှပြောပဲဘောကလက်ကင်ခွင်းကိုမောကြည့်လိုက်ပါလေမတိုင်မှာပဲယထားလေးရောက်လာပါတော့မေရူကြီးကဝီချဲပေါ်ကဆင်းလိုက်ပြီးတော့တန်တိုင်းကိုကင်ပြီးမတ်တက်ရက်လိုက်တာပါယူနာနဲ့ရှိုးတာတို့မောင်နှမကလည်းဦးစာကြီးရဲ့အကြံတိုင်းလိုက်လို့ပုံဆုံးဖြတ်လိုက်ပါလေရှိုးတာသူ့မြောက်အားပေးလိုက်ပြီးတော့အဲ့ချိန်မှာပဲယထားသူတို့ဘေးကိုတဖေးဖေးနဲ့ရောက်လာခဲ့ပါပြီဦးစာကြီးကအကုန်လုံးအသေးမင်းသားလို့ပြောလိုက်ပြီးတော့တကားပေါင်းနှစ်ပေါက်တန်းသွားတဲ့ချိန်မှာအချိန်ယူပြီးတော့ဘေးကယထားပေါ်ခုံတက်လိုက်ပါလေသူတော်ကလည်းယူနာတို့မောင်နှမလည်းပါလာပြီးတော့ခဏနေတော့ယထားအောင်ကျွမ်းတဲ့လူနဲ့ နောက်ထပ်မျိုးသမီးနှစ်ယောက်လည်းခုံကျော်လာနိုင်ပါလိမ့်။ဒါပေမဲ့သူတို့နောက်ကထပ်ခုံလိုက်တဲ့နှစ်ယောက်ကတော့အလေးအတိုင်းလေးဝင်တိုက်ပြီးတော့တေဆုံးသွားပါတော့လေ။အိုင်မာနေဂျူရီကသူကလူလိမ်မလို့နေတော့တရားတာလို့လမ်းအော်လိုက်ပါလိမ့်။ရူဂျီကဂျူရီကိုနေဖယ်ဆန်းလို့ပြောလိုက်ပြီးတော့လက်ကင်ခွင်းကိုခိုးပြီးတော့အရှိန်ယူနေပါလိမ့်။ဦးစာကီကခုံလိုက်တော့ရူဂျီလိုလမ်းအောင်ပြောနေပြီးတော့ရူဂျီလည်းလမ်းခုံကျော်လိုက်ပါတော့လေ။ဦးစာကီတို့လည်းရူဂျီကိုလမ်းဆွဲပြီးတော့ယထာပေါ်ဝိုင်းဆွဲတင်ပေးလိုက်ကြပါလိမ့်။ဒါပေမဲ့ဂျူရီတို့ကတော့ဦးစာကီပြောတော့နားမထောင်တဲ့အတွက်ခုနကယထာနဲ့ပဲဆက်ပါသွားခဲ့တော့တာပါ။ ရိုဂျီလည်းအသက်ရှင်လက်ဒီဘက်ကိုကူးလာနိုင်တော့ဝမ်းသာသွားပြီးတော့ဥစာကီကိုဖက်လိုက်ပြီးတော့ဥစာကီလည်းပြန်ဖက်ထားလိုက်ပါလေဒါမှမဟုတ်အဲ့ဒီအချိန်မှပဲသူတို့ဘေးကိုနောက်ထပ်ယထာစီထက်ရောက်လာပြီးအယထာပေါ်မှာပါတာကတော့အာရိစုပဲဖြစ်ပါလေဥစာကီလည်းအာရိစုကိုတွေ့တော့အံ့ဩသွားပြီးတော့အာရိစုကလည်းဒီဘက်ကိုလှည့်လိုက်တော့ဥစာကီကိုမြင်သွားခဲ့ပါလေဥစာကီကချက်ချင်းထလာပြီးတော့အာရိစုလိုခေါ်ပြီးတော့လက်ကမ်းပေးနေလို့အာရိစုလည်းဥစာကီကိုလမ်းခေါ်ဖို့လုပ်နေတာပါဒါမှမဟုတ်ရှေးမှာတိုင်းတိုင်းရှိနေတဲ့အတွက်ရူဂျီကဥစာကီတတိထားဆိုပြီးတော့ဥစာကီကိုလမ်းဆွဲလိုက်ပါလေအဲ့နောက်တော့သူတို့ယထာနစီတစ်ဖြည်းဖြည်းနဲ့ဝေးသွားခဲ့ပါတော့လေ အိုင်ဆရိုအဖွဲတဲကလူတွေကတော့ဥစာကီးကိုရူဂျီနဲ့အတူမြင်လိုက်တဲ့အတွက်တတ်စုကသူကတခြားတယောက်နဲ့ပဲလို့ပြောလိုက်ပါတယ်။အဲ့ဒါနဲ့စာချီကအာရီစုကြားသွားမှာဆိုလို့တတ်စုကိုလမ်းဟန့်လိုက်ရပါတယ်။ဒါပေမဲ့အဲ့ချိန်မှာပဲအာရီစုရဲ့ယထားကအဆုံးသတ်နာကိုနီးလာခဲ့ပါပြီ။သူတို့ရဲ့ယထားကိုဘရိတ်ဆွဲပြီးတော့ရပ်မှဖြစ်မှာပါ။အဲ့တော့မှအာရီစုလည်းအသည့်ဝင်လာပြီးတော့ခေါင်းငယ်ကိုပြေးပြီးတော့မောင်းကလေးတစ်ခုကိုသွားဆွဲမိ။အဲ့ဒါဘရိတ်မဟုတ်ပဲအချိန်တင်တဲ့ဟာကြီးဖြစ်နေပါတယ်။အာရီစုလည်းနောက်ထပ်မောင်းတစ်ခုဆွဲလိုက်တော့မှယထားကဘရိတ်မိသွားခဲ့ပါတယ်။ဒါပေမဲ့သူတို့တွေဘရိတ်ဆွဲတာနောက်ကျသွားပြီဆိုတော့အချိန်မမီတော့ပဲ။ ယထာရှိကတိုင်းနေဝင်တိုက်မိတော့မှောက်သွားတော့တာပါတပတ်မှာယထာဘောင်နေဦးစားကရောအာရိစုကြောင့်စဉ်းစားနေပြီးသူတို့ဖွဲ့တွေကကြမ်းတဲ့လူတွေကတော့ဝီချဲမရှိတော့တဲ့ရူဂျီကိုဝီချဲတွေမတန်ဆွမ်းနေတော့တဲ့ခြေစုပ်တွေရှာပေးနေပါတယ်ယထာမှောက်သွားတဲ့အာရိစုအဖွဲ့ကတော့ကြမ်းတဲ့လူတွေကဒဏ်ဟာသိပ်ပြင်းပြင်းထန်ထန်မရပါနဲ့အာရိစုကဒဏ်ဟာရသွားပြီးတော့တတိလစ်နေခဲ့ပါတယ်ကြမ်းတဲ့လူတွေကယထာတွေကနေသူ့ကိုတွဲပြီးတော့ကယ်ထုတ်လာပြီးအာရိစုကတတိပြန်မရသေးပါဘူးစာချီကတက်စုကိုတက်စုရှင်တယောက်ပဲသူ့ကိုကယ်နိုင်ပါသူတရားတွေကိုချုပ်ပေးလိုက် ရှင်မဲအရာလှုပ်တတ်တာလို့ပြောလိုက်တော့တဆုကနေပါပြောနာလဲငါမချုပ်တတ်ဘူးဟာလို့ပြန်ပြောလိုက်ပါတယ်။အာနယ်ရှင်ုံကရှင်ကျမ6တောင်တွေးတဲ့အောင်လှုပ်ပေးခဲ့တာပဲ။အခုကျမလမ်းအောင်ပြန်ရှောက်နိုင်တော့မယ်။ရှင်လှုပ်နိုင်ပါတယ်လို့ပြောလိုက်တော့တဆုကတွေးထားမလို့အဝင်းနဲ့စီးပြီးတာတော့လွဲတာဘောဟာဒဏ်အောင်ကြတော့ငါလည်းမချုပ်တတ်ဘူးလေလို့ပြောလိုက်ပါတယ်။အဲဒီမှာပဲအနားမှာရှိတဲ့စတိုးဆိုင်ကနေအက်တွေတခြားပစ္စည်းတွေယူလာပါတယ်။အကောင်လုံးကတဆုရှင်လှုပ်ပေးမှရမယ်လို့ဝိုင်းပြောနေကြပြီးတော့တဆုလက်ထဲကိုအက်ကိုထည့်ပေးလိုက်ပါတော့တယ်။နာစုကဒဏ်အောင်ကိုဆေးထည့်ဖို့အတွက်အရာပလင်းနဲ့ယူလာခဲ့ပါတယ်။ 노부ကမမြန်လို့ပါအာရစုတေတော့မယ်လို့ပြောလိုက်တော့တန်းစုနဲ့ရပ်ပလင်းကိုယူလိုက်ပြီးတော့ဒိုင်ဟာကိုအရင်မဆေးပဲနဲ့သူအရင်မောတော့လိုက်ပါလေနေပါလို့တာလေအဲ့ဒါဒိုင်ဟာကိုပိုးသက်ဖို့လေလို့ကြံတဲ့လူတွေကပြောလိုက်တော့တန်းစုကငါလက်တုံနေအောင်ပြောင်းအောင်တောက်ဖို့လိုတယ်လို့ပြောလိုက်ပါလေပြီးတော့တန်းစုကပလင်းကိုမောလိုက်ပြီးတော့အာရစုရဲ့ဘိုက်ကဒိုင်ဟာကိုအစိမ့်လိုက်ပဲအဲ့နဲ့ချုပ်ပေးပါတော့တယ်အာရစုတယောက်ကတော့သတိလင်းနေလို့သာတတ်တာရာသွားတာပါတမမဥစာကြီးတယောက်လည်းအိပ်ပျော်နေနေပဲအိမ်မက်တွေမက်ပြီးတော့မျက်ရည်တွေကျနေပါလေရူဇီယာဥစာကြီးကိုထိုင်းကြည့်နေပြီးတော့ဥစာကြီးက ရူဂျီကိုရှင်နဲ့နဲ့အိတ်လိုက်ပါလားလို့ပြောတော့ရူဂျီကငါအိတ်လို့မရဘူးလို့ပြောလိုက်တာပါကူစာကီကလည်းမမေ့နိုင်တဲ့ကိစ္စတစ်ခုဖြစ်ခဲ့လို့လားလို့မေးလိုက်တော့ရူဂျီကငါတေမင်းကိုဆွဲလန်းနေတာတတော်ကြာပြီတေချင်းတရားကိုပေါ့တရားမှာတော့ငါမဖြတ်သင့်တဲ့စီးတစ်ခုကိုဖြတ်လိုက်ပြီပြန်လဲမရှိဘူးလို့ပြောပြလိုက်ပါတယ်တရားမှာရူဂျီတယောက်ကျောင်းမှာစာသင်လုံးပြီးမှရာနိုဆိုတဲ့ကျောင်းသူလေးတယောက်သူ့စီရောက်လာပြီးတော့လာပြီးတော့မိတ်ဆက်ပါတယ်ပြီးတော့ရာနိုကပရော်ဖက်ဆာကျွန်မဆရာစာတန်းကိုဖတ်ကြည့်ပြီးတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်သူပြင်အုံနောက်ရဲ့အပိုင်းကိုလှုံ့ဆော်ပြီးတော့တေချင်းနဲ့နီးကပ်စီမဲ့ အတွေ့အကြုံတွေရအောင်လုပ်နိုင်တယ်ဆိုတဲ့အပိုင်းကိုစိတ်ဝင်စားလို့ပါလို့ပြောပါတယ်။ရူဂျီယာဒီတက်ကတူတခုလုံးမှာဒီကိစ္စကိုစိတ်ဝင်စားတာမင်းတယောက်ပဲရှိရလို့ပြန်ပြောလိုက်ပြီးသူတို့နှစ်ယောက်ရင်းနှီးသွားခဲ့ကြပါတယ်။ဇန်နဝါရီလရူဂျီလိုပဲတေလုံမီသားလူတွေအတွက်နေမေတခုရှိတယ်ဆိုတာကိုစိတ်ဝင်စားတဲ့လူမျိုးဖြစ်ပါတယ်။ဇန်နကတရက်မှာတေချင်းတို့ကနေမေတခုရှိတယ်ဆိုတာကိုရှင်တက်တီပြနိုင်လိမ့်မယ်လို့ကျွန်မယုံကြည်တဲ့ professor လို့သူ့ကိုပြောပူးပြီးတော့ရူဂျီကတက်တီပြနိုင်ဖို့နီလန်တခုပဲရှိမင်းတေချင်းနဲ့နီးကပ်တဲ့အတွေ့အကြုံတွေကိုတကယ်ဖန်တီးရမယ်လို့ပြန်ပြောခဲ့တာပါ။ အဲ့နောက်တော့ယာနိုကရူဂျီရဲ့အလုပ်တွေကိုလိုက်ကူညီပေးနေတယ်။တကယ်မှာတော့ယာနိုကပရော်ဖက်ဆာကျွန်မဆုံးဖြတ်ပြီးပြီ။ကျွန်မစမ်းကြည့်ချင်တယ်လို့လာပြီးတော့ပြောခဲ့ပါလေ။ရူဂျီကအရန်စောနေသေးတယ်လို့ပြန်ပြောပြီးတော့ညင်းလိုက်ပေမဲ့ယာနိုကနောက်ရက်ဒီမှာလဲသူ့စီလာပြီးတော့ရှင်ဘသူမှမသိတဲ့ကဘာတစ်ခုကိုမတွေ့ချင်ဘူးလား။စွန်စားမှာတော့ကျွန်မသိ။ဘာဖြစ်ဖြစ်ကျွန်မသွားချင်တယ်လို့လာပြီးတော့ပြောပါလေ။ရူဂျီကအနေများလို့နဲ့ဆိုပြီးတော့ညင်းပေမဲ့ယာနိုကခဏခဏလာပြီးတော့တောင်းဆိုနေပြီးကျွန်မတေချင်းကဘာကိုသွားကြည့်ချင်တယ်လို့ပြောလိုက်တော့နောက်ဆုံးမှာရူဂျီလဲသဘောတူလိုက်ပါတော့တယ်။ အနာတော့ရူဂျီယာယာနိုနှလုံးရက်သွားစေတဲ့စိတ်ထိုးပြီးတော့ယာနိုတယောက်ဘာရီကြုံတွေ့လာမလဲဆိုတာကိုစမ်းသပ်ကြည့်ဖို့လောက်ပါတော့တယ်။ဒါမဲ့ကန်ဆိုးခြင်းတော့အချိန်2မိနစ်ပြည့်သွားတဲ့ချိန်မှာယာနိုကပြန်ပြီးတော့နိုးထလာခြင်းမရှိတော့ပဲရူဂျီလည်းသွေးပြတ်ပြီးတော့ယာနိုကိုပြန်နှိုးဖို့ကြိုးစားပေမယ့်မရတော့ပါဘူး။အနာတော့သတင်းတွေမှာလည်းကြောင်းသူတွေတယောက်စမ်းသပ်မှုလုံရင်းနဲ့တေဆုံးသွားတဲ့သတင်းတွေပါလာပြီးရူဂျီလည်းတန်တရားရှိသူဖြစ်နေစစ်ဆေးမှုတွေကိုခံရပါတော့တယ်။ဒါမဲ့တပ်သေးတွေရှိမနေတာကြောင့်ရူဂျီကထောင်းတော့မကြခဲ့ပါဘူး။ဒီမှာရူဂျီတယောက်ယာနိုမယူရဲပဲတေစင်မိခဲ့တဲ့စိတ်နဲ့ပဲ ကားကိုအချိန်လောမောင်းလိုက်ပြီးတော့မတော်ဆမှုဖြစ်ပြီးတော့အောက်ပိုင်းတီးသွားရတာပါတခြားလူတွေကတော့ရူဂျီတယောက်သူ့ကြောင်းသူကိုသူတတ်မိတဲ့အတွက်ကိုကိုတတ်တည်ဖို့လောက်တာလို့ယူဆနေကြပါတယ်အဲနောက်မှာရူဂျီတယောက်ဓမ္မလုံဘွားကိုပို့ပြီးတော့ဆွဲလန်းတာတွေဖြစ်လာပါတော့တယ်ဥစာကီကရူဂျီပြောပြတာတွေကြားပြီးတော့ငါဒီညာကိုရောက်လာကြတဲ့အရေးကြီးတာတခုသိလာတယ်ငါတို့ရဲ့ဒယ်ဟာရီကငါတို့တို့အသက်ရှင်မှုအကြောင်းပြချက်ဆိုတာပဲငါတို့ကဘာအတူတူပြန်သွားရအောင်လို့ပြောလိုက်ပါတယ်တပတ်မှာတော့အာရီစုတယောက်လည်းပြန်ပြီးတော့သတိလဲလာခဲ့ပါပြီ။ အိုက်စု3ပြန်လာတာကိုမြင်တော့အားလုံးလဲဝမ်းသာသွားကြပြီအိုက်စုကငါတောင်းမှန်ပါလေဂိမ်းအစ်စ်ကဘယ်တော့ဆမှာလဲလို့မေးလိုက်ပါတယ်ရှီယုံကဒီနေ့ညနေဝင်ချင်းလို့ပြောလိုက်တော့အိုက်စုကငါတို့နောက်ကျတော့မယ်လို့ပြောပြီးတော့ထားဖို့လုပ်ပါတယ်ဒါပေမဲ့အိုက်စုကဒဏ်ရာရရထားဖြစ်တဲ့အတွက်မထနိုင်ဖြစ်နေပြီမင်းတို့တွေငါမပါပဲသွားကြတော့လို့ပဲပြောလိုက်ပါတယ်တက်စုကငါတို့မင်းကိုမထားခဲ့နိုင်ဘူးလို့ပြောလိုက်ပြီဂျန်တဲ့လူတွေကလည်းဟုတ်တယ်ငါတို့နေ့ကဒီမှာတယောက်တည်းမထားခဲ့နိုင်ဘူးမင်းကငါတို့ကိုကန်ကြမ်းမာဂိမ်းမာရောဇုံဘီဂိမ်းမာပါနှစ်ခါတော့ကယ်ထားခဲ့တာလို့ပြောလိုက်ပါတယ်ရီကလည်းဟုတ်တယ်ငါနေ့ကိုမထားခဲ့နိုင်ဘူးလို့ပြောပြီးတော့ ယောက်ျားဘဲကြီးကာဆူရာကပါအာရစ်ကိုတယောက်တည်းမထားခဲ့ဘူးသဘောတူလိုက်တာပါအဲ့လိုနဲ့ညာဘက်ကိုရောက်လာခဲ့ပါပြီအခုကစားမဲ့ဘွဲတင်ကစီမီဖိုင်နယ်ပွဲတွေပါဒီဂိမ်းပွဲတွေကိုနိုင်တဲ့လူတွေကဖိုင်နယ်ဂိမ်းကိုတက်ပြီးတော့ကစားရမှာဖြစ်ပါတယ်ပထမစီမီဖိုင်နယ်ဂိမ်းတစ်ခုကတော့ဒိုဂျိုဘင်ကိုတာဝါပဲဖြစ်ပါတယ်ဒီဂိမ်းကိုဥစာကီရိုအဖွဲ့ဆော့ရမှာဖြစ်ပါတယ်ဇာမာရီကဒိုဂျိုတာဝါကိုတွေ့တက်ပြီးတော့နေရာဆုံးမှာရှိနေတဲ့ဂလုတ်တွေကိုနှိပ်ရမှာပါဒေါင်လိုက်အလျားလိုက်နဲ့ဒေါင်ပြပုံစံဂလုတ်တွေကိုအစင်လိုက်နှိပ်နိုင်မှာဂိမ်းကိုနိုင်မှာဖြစ်ပြီး နောက်ဆုံးမှာမျောစင်းရဲ့ထိတ်ဆုံးမှာရှိတဲ့ freeze ware ခလုတ်ကိုနှိပ်ရမှာပါ။ဦးစားကင်းရဲ့ Ruji တို့ကတော့နှစ်ယောက်သားဂျိုးတွေနဲ့တိုင်းပြီးတော့ tower ဘုံတက်လာခဲ့ပါလေ။ Ruji ကလက်ကိုပဲအားပြုပြီးတော့ဦးစားကင်းနောက်ကနေလိုက်လာခဲ့တာပါ။ဒါပေမဲ့ Arisu ရဲ့အဖွဲ့ကလူတွေကလည်း Arisu ကိုမထားခဲ့ပဲဂိမ်းပွဲတွေကိုရအောင်ခေါ်လာပါလေ။သူတို့ဖွဲဆော့ရမယ့်ဂိမ်းကတော့ဘူးကိုလိုက်ရှာမယ့်ဂိမ်းပဲဖြစ်ပါတယ်။ဂျမ်းမြေမမဘူးဘူးပေါ်လာရင်တယောက်ကအဲ့ဒီဘူးကိုဖျက်ကန်လိုက်မှာဖြစ်ပြီးအဲ့ဒီဘူးကအပေါ်ကိုမြောက်တက်သွားမှာပါ။ဇာမားတွေကဒီဘူးကိုလိုက်ရှာပြီးတော့သူ့နေရာသူပြန်ရအောင်ထားပေးရပါမယ်။ ဘူဟာစုစုပေါင်း10ဘူးပဲရှိမှာဖြစ်ပြီးတော့ဘူအသူညာသူထားနိုင်တဲ့ကစားမကအနိုင်ရမှာပါဒီလိုလူဆယောက်ပဲအသက်ရှင်မဲဆိုရင်အတိတ်ပဲပါပဲအာရီဆိုတို့အဖွဲ့အပြင်တခြားကစားမကြီးလည်းရှိတဲ့အတွက်လူကဆယောက်မကပါဘူးဒီတော့ကစားမကြီးအချင်းချင်းဘူးကိုလူရတော့မှာပဲဖြစ်ပါတယ်ပြီးတော့ကစားပွဲစတင်လိုက်ပြီဖြစ်ပြီးပထမဆုံးဘူးကိုရှာဖို့အကုန်လုံးအပေါ်တက်တွေကိုပြေးတက်သွားပါတယ်အာရီဆိုကတော့ဒန်ယာနဲ့ပဲဆိုတော့အပေါ်ကိုမတက်နိုင်ပဲအောက်ကပဲစောင့်နေရပါတယ်ပေါ်တက်ကိုတက်တဲ့လူတွေကလည်းဆက်လေကားတွေကိုပိတ်ထားတဲ့အတွက်ရိုးလေကားအနေနဲ့ပဲတက်ရမှာပါ အနောက်တို့တို့ဖွဲ့ကလူတွေလူခွဲပြီးတော့ဘူးကိုလိုက်ရှာကြပြီးပထမဆုံးဘူးကိုရှာတွေ့သွားတာတော့တခြားအဖွဲ့ကလူပါဒီဘူးကချိန်ကြိုင်ပုံးနဲ့ဖြစ်ပြီးတော့ဘူးကိုလူတယောက်ကရှာတွေ့ပြီးတော့ကင်လိုက်တာနဲ့အချိန်စက္ကန့်60ဆပြီးတော့မှတ်မှာပါအဲ့လူလဲဘူးကိုယူပြီးတော့အောက်ကိုပြန်ဆင်းပြေးဖို့လုပ်တော့ဇက်လေးကနေရာကနေဆင်းလို့မရအောင်ဆွဲဆိုင်ဘုတ်တွေ့ပေမဲ့ဘာဖြစ်လဲဝါဆင်းတော့ဆိုပြီးလှုပ်လိုက်တော့အပေါ်ကနေလေစာတန်းကြလာပြီးအဲ့လူလဲတေးဆုံးသွားပါတော့လေသူ့လက်ထက်ကဘူးလဲပြုတ်ကျသွားပြီးတော့အဲ့ဘူးကိုကာဇူရာကရှာတွေ့သွားပါလေ ဒီဘွားလူတယောက်ကနေတယောက်လက်ကိုပြောင်းသွားရင်အချိန်ကိုလည်းပြန်ပြီးတော့စမှတ်မှာပါဒါမဲ့တယောက်လက်ကနေတစ်ခါပြောင်းနိုင်အချိန်5စက္ကန့်ရော့သွားပါလေကာဇရာလည်းအချိန်55စက္ကန့်ပဲကျန်အောင်တွေ့ပြီးတော့ဘူးကိုယူပြီးတော့အမြန်ပြေးလာခဲ့ပါလေပြီးတော့စာချီကိုဘူးကိုလက်လွှဲပေးလိုက်ပြီးတော့စာချီလည်းဘူးကိုယူပြီးတော့ထွက်ပြေးပါတော့လေဒါမဲ့သူ့နောက်ကနေခြားကစားမတွေဝိုင်းလိုက်လာပြီးတော့ဘူးကိုလူသွားခဲ့တာပါပြီးတော့သူတို့တွေအောက်ထပ်ကိုပြောင်းလာပြီးတော့ဘူးကလည်းတယောက်လက်ကနေတယောက်လက်ကိုပြောင်းပြီးတော့နောက်ဆုံးမှလူတယောက်ကရသွားပါလေ။ အာရစ်ဆိုတော့လေအဲ့လူစီကဘူးကိုလူဖို့လှုပ်ပေးမယ်မရပါဘူးအဲ့လူကဘူးကိုယူပြီးတော့သူ့ညမှာသူသွားထားဖို့လှုပ်ပေးမယ်အဲ့ဒီကိုမြောက်ခင်လေးမှာပဲအချိန်ပြည့်ပြီးတော့ဘူးကပေါက်ကွဲသွားပါတော့တယ်အကုန်လုံးလမ်းဖြန့်ကုန်ကြပြီးတော့မကြခင်မှာပဲနောက်ထပ်ဘူးတစ်ဘူးထပ်ပြီးတော့ထွက်လာပါတော့တယ်ဓမ္မမဟာဥစာကီတို့ဖွဲ့ကလည်းဂျိုးစားပန်းသားနဲ့တာဝါပေါ်တက်ပြီးတော့ခလုတ်တွေလိုက်နှိမ်နေတာပါဒါမဲ့ပထမဆုံးခလုတ်ကိုနှိမ်ပြီးတဲ့အချိန်မှာပဲအပေါ်ကနေတန်လုံးတွေကျလာတဲ့အတွက်မနေရှောင်းတိန်နေကြပါလိမ့်အာရစ်ဆိုတော့ဘန်းမှာတော့နောက်ထပ်ဘူးတစ်ဘူးကိုရေးကကြသွားပြီးတော့ ဒီကင်းကတယောက်တည်းနဲ့နိုင်မှုမဖြစ်နိုင်တဲ့အတွက်တယောက်နဲ့တယောက်လက်ဆင့်ကမ်းပြီးတော့အဖွဲလိုက်စောကြဖို့စီစဉ်ထားတာပါဒါပေမဲ့ရေးစီကဘူးကိုတခြားအဖွဲကလူတွေကလာလူပြီးတော့ရေးကနာစုစီယိုဘူးကိုလွှဲပေးလိုက်ပါတယ်နာစုကရှီယွန်စီယိုဘူးကိုထပ်ပစ်ပေးလိုက်ပြီးတော့ရှီယွန်လည်းဘူးကိုယူပြီးတော့ထွက်ပြေးလာခဲ့ပါတယ်ရှီယွန်နောက်ကိုလူသုံးလောက်လိုက်လာပြီးတော့ဘူးကိုဝိုင်းလူဖို့လှုပ်တော့အာရီစုကအောက်ကနေဘူးကိုပြစ်ချပေးလိုက်ရှီယွန်လုံးလှမ်းပြီးတော့អော်နေခဲ့ပါတယ်ရှီယွန်လည်းပြစ်ချပေးလိုက်ပြီးမြန်အာရီစုကိုလူတယောက်ကတွန်းပြီးတော့ဘူးကိုဝင်ဖမ်းဖို့လှုပ်လိုက်ပါတယ် ဒါမဲ့ဘူးကကျမ်းမေမောပြုတ်ကျသွားပြီးပေါက်ကွဲထွက်သွားတော့တာပါဘူးကခုလိုမျိုးစောင့်မိရင်ပေါက်ကွဲမှာဖြစ်ပြီးတော့ခုနအာရစ်စုကိုတွန်းပြီးတော့ဘူးကိုဝင်ဖမ်းဖို့လှုပ်တဲ့လူလဲကိုတပိုင်းပြတ်သေးဆုံးလို့သွားပါတော့တယ်အခုတော့ဇာမားတယောက်မှမအောင်မြင်သေးပဲဘူးကရှေ့ဘူးပဲကြံပါတော့တယ်အာရစ်စုတို့ဘွဲကလည်းရှေ့ရောက်ရှိလာဆိုတော့နောက်ထပ်ဘူးတွေကိုသူတို့ထပ်ဖြုံးတီးလို့မရတော့ပါဘူးအဲနောက်တော့ဘူးလူဘွဲတိုက်ဘွဲကပိုပြင်းထန်လာပြီးတပွဲနဲ့ဘွဲအသေးသေးလေးထိုးကြိတ်ကြပြီးတော့ဘူးကိုရဖို့အတွက်လှုပ်ရပါတော့တယ်တတရားမြောက်ဘူးမာတို့သူတို့စီကလူမဲ့လူတွေကိုကာဆူရာထိန်းထားပြီးတော့ အာရီဆုတို့ကိုပြေးဖို့ပြောတဲ့အတွက်အာရီဆုနိုဘူးနဲ့တက်ဆုတို့လည်းအောက်ထပ်ကိုဆင်းပြေးလာခဲ့ကြပါတယ်နိုဘူးကဘူးကိုတတ်မှတ်ထားတဲ့နေရာမှာပြေးထားဖို့လုပ်ပေမယ့်ဂျားလူတွေကသူ့ကိုဝိုင်းချုပ်ထားအောင်စာချီကိုဘူးပြစ်ပေးလိုက်ပါတယ်တခြားလူတွေကစာချီကိုစီကဝိုင်းလူဖို့လုပ်တော့တက်ဆုကအဲ့လူကိုဖမ်းချုပ်ထားလိုက်ပြီးစာချီကိုသွားခိုင်းလိုက်တာပါစာချီကိုလည်းဘူးကိုသူညာသူပြန်ထည့်လိုက်တော့ဂိမ်းကအောင်မြင်သွားပြီးတော့စာချီကိုတယောက်ပထမဆုံးနိုင်ရတဲ့သူဖြစ်လာပါတော့တယ်။စာချီကတက်ဆုကိုဂျေဆုတင်ပါတယ်လို့ပြောလိုက်တော့တက်ဆုကလေဒီဖတ်စ်လေးလို့ပြန်ပြောလိုက်တာပါ။ ဂိမ်းနိုင်သွားတဲ့လူတွေကတော့ဓာတ်လေကားတွေကနေစောင့်နေရမှာဖြစ်ပြီးဂိမ်းပွဲတွေကိုပြန်ဆင်းလာလို့မရပါဘူး။တပတ်မှဥစာကီတို့လည်းတာဝဘောကိုအသေးအတန်တက်ပြီးတော့ခလုံးနှိပ်ဖို့လုပ်ပေမဲ့အပေါ်ကကြလာတဲ့တန်လုံးတွေကြောင့်ဒုက္ခရောက်နေရပါလိမ့်။သူတို့ဖွဲ့တွေကဟီမာရီဆိုတဲ့တယောက်ကလည်းကြောက်လန့်ပြီးတော့ကြောင်လေးတစ်ခုမှပုံးနေပြီးဥစာကီကဲပါအောင်လို့ပြောနေခဲ့ပါလိမ့်။အားနဲ့ဥစာကီလည်းရူဂျီကိုခဏထားခဲ့ပြီးတော့ဟီမာရီစီကိုသွားပြီးတော့သူ့ကိုကဲဖို့လုပ်ပါတော့တယ်။ဥစာကီကတော့ဟီမာရီကိုလက်ပေးဆိုပြီးတော့ကဲဖို့လုပ်တော့မှအပေါ်ကနေတန်လုံးတွေကြလာပြန်တဲ့အတွက်ဟီမာရီတယောက်အောက်ကိုပြုတ်ကျသွားခဲ့ပါလိမ့်။ ဥစာကြီးကတန်းလိုင်းဖြစ်နေဟီမာရီကိုကဲဖို့အောက်ကိုခုံဆင်းလိုက်ပြီးဟီမာရီကိုပေါ်ဆွဲတင်ပေးဖို့လှုပ်ပေမဲ့နောက်ဆုံးမှာတော့လက်ချော်သွားပြီးတော့ဟီမာရီလည်းအောက်ကိုပြုတ်ကြကတေဆုံးသွားခဲ့ပါတော့တယ်။အာရီဆူရိုဘန်မာလေးရှီယွန်နဲ့နာဆူရိုကဘူးကိုရလာပြီးမယ်လမ်းမှာလူတယောက်ကနာဆူကိုဝင်လုံးပြီးတော့ဘူးကိုလူဖို့လှုပ်ပါတယ်။နာဆူကရှီယွန်ကိုဘူးကိုပေးလိုက်ပြီးတော့ပြေးခိုင်းတော့ရှီယွန်လည်းဘူးကိုယူပြီးတော့ပေးလာခဲ့တာပါ။ဒါမဲ့နောက်ထပ်တယောက်ကရှီယွန်စီကနေထပ်ဝင်လူတော့တဆူရောက်လာပြီးတော့အဲ့လူကိုဝင်ထိုးလိုက်ပါတယ်။ရှီယွန်ကပုံစံတူဘူးတွေကိုတွေးလိုက်တော့ဘူးတို့ဘူးတတ်ဆူစီပြစ်ပေးလိုက်ပြီး ပြေးခိုင်းလိုက်ပါလေ။ကျန်တဲ့လူတွေလည်းတက်ဆူနာကိုဝိုင်းလိုက်လာကြပြီးတော့ဘူးကိုဝိုင်းလူတော့ဘူးကအတူကြီးဖြစ်နေတာပါ။ရှင်ုံကတော့ဘူးစိတ်ကိုယူပြီးတော့အောက်ကိုဆင်းလာတော့မှာပဲလူတယောက်ကသူ့စီကနေထပ်ဝင်လူပြန်ပါလေ။အမရနေနှစ်ယောက်သားလူနေကြိုင်းနဲ့ဘူးကအရှိန်နဲ့လွတ်ကျသွားတော့ပေါက်ကွဲထွက်သွားပြီးရှင်ုံရောအဲ့လူပါတေဆုံးသွားခဲ့တော့တာပါ။နာဆူစာချီကိုနဲ့တက်ဆူလိုလဲရှင်ုံတေဆုံးသွားတာကိုမြင်လိုက်တော့အကုန်လုံးစိတ်မကောင်းနေဖြစ်ကုန်ကြပြီးတော့ဒေါသတွေထွက်နေကြပါတော့တယ်ရှင်ုံနဲ့တူတေဆုံးသွားတဲ့လူရဲ့ညမာလာရီစားလာမသိရတဲ့ကောင်မာလီတယောက်ကတော့ သူလူသိဆုံးသွားတာနာဆုရုပ်အဖွဲတောင်းဆိုပြီးတော့နာဆုရုပ်ကိုအညှိုးထားနေခဲ့ပါတော့တယ်။ဒါပေမဲ့ဥစာကီတို့ကတော့ခလုတ်တစ်ခုကိုထပ်နှိမ့်လိုက်နိုင်ပြီးအလျားလိုက်တန်းကိုပြည့်ဖို့တစ်ခုပဲထပ်နှိမ့်ဖို့လိုပါတော့တယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲနောက်ထပ်တန်လုံးတွေကျလာပြီးချိုးလူတွေပြုတ်ကျအသေးဆုံးကုန်ပြန်ပါလေ။ယူနာလည်းကြောက်လန့်ပြီးတော့ငါအထက်မတက်နိုင်တော့လို့ပြောနေတဲ့အတွက်ရှိုးတာကသူညမကိုအားပေးနေရပါတယ်။ဥစာကီလည်းအလုံးတွေကိုရှောင်ရင်းနဲ့လက်ချော်ကျပြီးတော့အောက်ပြုတ်ကြတော့မလို့ဖြစ်သွားပြီးရူဂျီကသူ့လက်ကိုအချိန်မီဆွဲထားလိုက်ပါလေ။ အဲလိုနဲ့ဥစာကီတယောက်အသက်ရှင်သွားပြီးတော့ရူဂျီကငောက်ထားခဲ့ပြီးတော့မင်းတယောက်ထဲတက်သွားတော့လို့ပြောလိုက်ပါတယ်။ဥစာကီလည်းနားလိုက်ပြီးငါကစားပွဲအောင်မြောင်လှုပ်ပေးမယ်လို့ပြောပြီးတော့ရူဂျီကိုထားခဲ့လိုက်ပါတယ်။တပတ်မှတော့ငါလုံးမြောက်ဘူးကိုလူနေကြပါပြီ။ကာဇရာကသူ့နားမှာလူတွေဝိုင်းနေတော့အာရီဆူကိုဘူးကိုလမ်းပေးလိုက်ပြီးအာရီဆူလည်းဘူးကိုယူပြီးတော့ပြီးလာခဲ့ပါတယ်။ပြီးတော့အစင်းစင်းလက်ကမ်းပေးနဲ့ငါလုံးမြောက်ဘူးကိုရေးကထိတ်လိုက်နိုင်ပြီးတော့ကစားပွဲကိုအောင်မြင်သွားခဲ့ပါတော့တယ်။အဲနောက်၆လုံးမြောက်ဘူးကိုထပ်လူကြပြီးတော့အာရီဆူကအဖွဲလိုက်လက်လွဲပေးပြီးတော့ဆော့နေတော့ တခြားလူတွေလည်းမလူနိုင်ပဲဒီကတော့တက်စုကအောင်မြင်သွားပြန်ပါရင်နောက်တစ်ကြော့မှာတော့နိုဘူးလက်ထဲကိုဘူးကရောက်နေပြီးတော့နိုဘူးနောက်ရောက်နေတဲ့လူနှောက်ကိုအာရစုကဆွဲထားပါရင်အဲလိုနဲ့နိုဘူးလည်းအောင်မြင်သွားခဲ့ပြန်ပါတော့တယ်ခုချိန်မှာတော့ဘူးကသုံးဘူးပဲကျန်တော့ပြီအာရစုဘွဲမှာလည်းအာရစုကာဇူရာနဲ့နာဆုတို့သုံးအောင်ပဲကျန်နေပါတော့တယ်ရှစ်ဘူးမြောက်ဘူးတို့နာဆုကရှာလာနိုင်မဲ့သူတို့ကိုညှိုးထားတဲ့ကောင်မလေးတယောက်ကသူ့ကိုရှေ့ကနေပိတ်ထားခဲ့ပါရင်နာဆုလည်းသူ့ကိုကြော်ပြီးတော့ပြေးဖို့လုပ်ပေမဲ့အဲကောင်မလေးကနာဆုရင်ဘက်ကိုဖျက်ကန်ထည့်လိုက်ပါရင် အနောက်တော့နှစ်ယောက်သားအပြင်းထန်အသက်လူတိုက်ခိုက်ကြကုန်ပြီးဘူးကိုလူနေကြတာပါဘူးမှာရှိတဲ့အချိန်ကလေးတစ်ဖေးဖေးနဲ့နဲလာပြီးတော့15စက္ကန့်လောက်ပဲကြာမှာတော့နေဆူဟာအိုက်ကောင်မရရဲ့လက်ကိုကိုက်လိုက်ပြီးတော့ထွက်ပြေးလာဖို့လုပ်ပေမဲ့လူတယောက်ပေါ်လာပြီးတော့သူ့စီကဘူးကိုလာလူနေပါတယ်ပြီးတော့နောက်ထပ်လူတယောက်လည်းထက်ရောက်လာပြီးတော့သူတို့၄ယောက်သားဘူးကိုဝိုင်းလူနေကြိုင်းနဲ့ဘူးကလွတ်ကျသွားခဲ့ပါတယ်အဲ့ဒီမှာနေချိန်ကလည်းပြည့်သွားပြီးတော့ဘူးကပေါက်ကွဲထွက်သွားကနာဆူတို့ပါဝင်၄ယောက်လုံးတေဆုံးသွားပါတော့တယ် အာရီစုတို့လည်းနားစုပါတည်ဆုံသွားတာသိလိုက်တော့စိတ်ဓာတ်တွေကြာကုန်ပါလေ။ဒါမှမဟုတ်လည်းရူဂျီကတာဝါဘာမှာအာယူပြီးတော့ဆက်တွေ့တက်နေပြီးခလုတ်တစ်ခုကိုထပ်နှိပ်လိုက်ပါလေ။ဥစာကီကလည်းခလုတ်တစ်ခုကိုထပ်နှိပ်လိုက်နိုင်တယ်လို့ဒါတို့ကနောက်ထပ်ခလုတ်တစ်ခုနှိပ်လိုက်တော့အလျားလိုက်ဘင်ကိုတန်းကပြည်သွားခဲ့ပါလေ။ဒါပေမဲ့အဲ့ချိန်မှာပဲတာရိုဘော်ကိုတန်လုံးတွေကြာလာပြီးတော့ဒါတို့တရားအောက်ကိုပြုတ်ကျသွားခဲ့ပါလေ။ဥစာကီတို့လည်းကယ်ဖို့လုပ်ပေမဲ့မရတော့ပဲတာရိုတယောက်တည်ဆုံသွားခဲ့ရပါလေ။အခုတော့ဥစာကီတို့အဖွဲ့မှာရူဂျီရှိုးတာနဲ့ယူနာတို့မောင်နှမသာကြံပါတော့တယ်။ ဓမ္မမှာလည်းတိုက်ပွဲတွေအပိုပြီးတော့ပြင်းထန်လာနေပါပြီ။ကာဇွာကသူတို့စီကဘူးကိုဝိုင်းလို့နဲ့လူတွေအကုန်လုံးဖမ်းချုပ်ထားပြီးအာရစုကိုဘူးပစ်ပေးလိုက်ပါတယ်။ပြီးတော့အာရစုကိုသွားတော့လို့ပြောလိုက်တော့အာရစုလည်းဘူးကိုယူလာပြီးတော့တတ်မှတ်ထားတယ်။တွင်းပေါက်တဲကိုထည့်လိုက်နိုင်ပါတယ်။အာရစုနောက်ကိုလိုက်လာတဲ့လူတွေကိုကာဇွာကတားထားတဲ့အတွက်အာရစုတယောက်ဂိမ်းကိုနိုင်သွားခဲ့တာပဲဖြစ်ပါတယ်။ကာဇွာကငါတို့ချင်းကြေသွားပြီးတော့ကောင်းလေးငါ့အောင်စိတ်မပူနဲ့တော့ဘူးဘူးကြံပါသေးတယ်လို့ပြောလိုက်ပါတယ်။ဓမ္မမှာဥစားကရတော့တာဝါထိတ်က freeze ရယ်ခလုတ်ကိုနှိပ်ဖို့ဒေအောက်ထဲတွေ့တက်လာနေပါပြီ။ ကာဇွာကတော့တယောက်တည်းကြံခဲ့ပြီးတော့ဂျားစားမကြီးဂျားထဲမှာအသက်ရှင်အောင်လို့ရုန်းကန်ရတော့မှာပါအာရီဆုတို့လည်းကာဇွာကိုစိတ်ပူနေကြပြီးတော့ကာဇွာနောက်ဆုံးတပူးကိုဖျက်ကန်လိုက်ပါတယ်ဘူးကကြမ်းမြေပေါ်ပြန်ကြလာပြီးတော့ဂျားမကြီးအကုန်လုံးဘူးကိုပြေးကောက်ဖို့လှုပ်ပါတော့တယ်ကာဇွာအကုန်လုံးတိုက်ခိုက်ပြီးတော့ဘူးကိုယာသွားပြီးသူ့နေရာသူပြန်ထားဖို့ပြီးလာခဲ့ပါတယ်ဒါမှမဟုတ်ထားမယ့်နေရာကိုမရောက်ခင်မှာတခြားလူတွေကသူ့လက်ထဲကဘူးကိုဝိုင်းလူကြတော့တာပါလူ၄၅ယောက်ကာဇွာကိုဝိုင်းထိုးကြိတ်ပြီးတော့ဘူးကိုလူနေကြသလိုတယောက်ကလည်းမှန်ကွဲစားတစ်ခုယူပြီးတော့ကာဇွာရဲ့ခြေထောက်ကိုမှန်ကွဲစားနဲ့ထိုးနေပါတယ် နောက်ဆုံးတော့ကာဇရာလက်ထက်ကဘူးလဲပါသွားပြီးတော့ဂျန်တဲ့လူတွေအချင်းချင်းထပ်ပြီးတော့လူနေခဲ့ပါတယ်။ပါဇာထဲကနေသွေးတွေကြနေကာဇရာကဒေါသထွက်ပြီးတော့ပြန်ထလာကာအင်ဂျီကိုဆွဲချုပ်လိုက်ပါတယ်။အိုင်မာနေသူ့ရဲ့နောက်ကျောတွေရင်ဘတ်တွေမှာအပြေထိုးထားတဲ့တက်တူးတွေကိုမြင်လိုက်ရပါတော့တယ်။ကာဇရာကလာဆန်းဝါလို့ပြောလိုက်ပြီးတော့တွေးများလူတွေအကုန်လုံးကိုဆွဲထိုးပြစ်တော့တာပါ။ပြီးတော့ဘူးကိုပြန်လူလိုက်နိုင်ပြီမှန်ကွဲသားကင်ထားတဲ့တယောက်ကပဲကာဇရာပခုံးကိုအချုံနဲ့ထိုးပြစ်လိုက်ပါတယ်။ကာဇရာလည်းတင်းသွားပြီးတော့အကုန်လုံးကိုပြန်ချတော့တာပါ။ လူတွေအကုန်လုံးဘူးကိုလုံးထွေးတပ်ဖို့ပြီးတော့ယူနေကြတဲ့ချိန်မှာဘုံကွဲဘူးကလည်းဆယ်ဆက်ကံပဲကြံမာတော့လေကာဇူကလည်းသူမလွတ်နိုင်တော့ဘူးဆိုတာကိုသိသွားတော့အကုန်လုံးကိုချုပ်ထားလိုက်ပြီးတော့ဘုံကွဲသွားတဲ့အချိန်မှာအကုန်လုံးတစ်ခါတည်းတည်ဆုံသွားခဲ့ပါတော့လေအာရီဆူတို့လည်းကာဇူအတွက်စိတ်မကောင်းဖြစ်နေပေမဲ့ဘာမှမတတ်နိုင်ကြတော့ပါဘူးတပတ်မှဥစားကရလည်းတညာလုံးတာဝါထိတ်ကိုရောက်ဖို့တက်လာတာမနက်မိုးလင်းကန်ဒီမှာတော့တာဝါထိတ်ကိုရောက်လာခဲ့ပါပြီအဲနောက်တော့တာဝါထိတ်က freeze ွယ်ခလုတ်ကိုနှိပ်လိုက်နိုင်ပြီးဥစားကီတို့တွေအနိုင်ရသွားခဲ့တော့တာပါ ောက်တစ်ခါမှတော့ဘန်နာရူဂျီကိုလာတွေ့ပြီးတော့ဒီတောင်သဘောကျနေပြီလားလို့မေးနေတာကိုမြင်ရပါတယ်။ပြီးတော့ဘန်နာကနောက်လာမယ့်ကစားပွဲကနောက်ဆုံးဂိမ်းပဲ။ဒီနေရာမှာအာရီဆုတသက်လုံးနေရအောင်မင်းကူညီလိုတယ်လို့ပြောလိုက်တော့ရူဂျီကသူတောင်ထဲထွက်နေတဲ့လောက်ဒုက္ခခံနေရလားလို့မေးလိုက်ပါတယ်။ဘန်နာကအာရီဆုကအရင်ကစားပွဲတိုင်းမှာအစီအတိုင်းကိုကြော်ဖြတ်နိုင်အောင်ဥဆောင်ခဲ့တာ။သူကျေးဇူးကြောင့်ငါဒီနေရာနိုင်ငံသားဖြစ်လာ။သူကဒီနေရာနဲ့အသင့်တော်ဆုံးပဲလို့ပြောလိုက်ပါတယ်။ရူဂျီကမင်းကချိုးကာလား။မရဏဘုံထိန်းချုပ်နေလူတယောက်ဒါမှမဟုတ် ဖြစ်တည်မှုတစ်ခုရှိမယ်ဆိုရင်အဲ့ဒါကိုငါသိကျင်တယ်လို့ပြောလိုက်တော့ဗန္ဒာကမင်းကလောဘကြီးလိုက်တာကွာဒါမဲ့လောကမပြီးသေးဘူးလို့ပြောပြီးတနတ်တလောက်ကိုထုတ်ပေးလိုက်ပါလေပြီးတော့ final ကစားပွဲကြရင်မိဥစားကြီးကိုတတ်ပေးရမယ်ဒါဆိုမင်းလောကပြီးဆုံးသွားပြီအဲ့ဒီမိမအောင်တတ်လိုက်ရင်အာရိစုလည်းမူလားကဘာကိုပြန်သွားဖို့အကြောင်းမရှိတော့သူဒီကဘာမှာပဲဆက်နေခဲ့လိမ့်မယ်လို့ပြောလိုက်ပါလေဗန္ဒာမင်းဥစားကြီးကိုတတ်ပေးမယ်ဆိုရင်မင်းဖြစ်ချင်တာဖြည့်ဆည်းပေးမယ်တမလုံဘွားကဘသူအုပ်ချုပ်တာလဲမင်းကုန်တီးသွားရမယ်မရဏနေမီအကြောင်းလည်းမသိသွားရမယ်ပြီးမင်းကြိုက်တာလို့ ဒီကဘာနိုင်ငံသားဖြစ်လာနိုင်သူကိုကဘာကိုပြန်သွားလို့လည်းရတယ်လို့ပြောလိုက်တော့ရူဂျီလည်းတနတ်ကိုယူပြီးတော့ထွက်လာခဲ့ပါလေဘန်နာတော့ဘာယာကဒီနေအောင်မေးကကိုပိုင်းကစားကွင်းကိုတုံးချနေရပဲလို့ပြောလိုက်တော့ဘန်နာကငါနိုင်ငံသားဖြစ်လာလို့ဝမ်းသာနေပြီမေးကစားမကောင်းနေမှာမရှိလားဒီကဘာမှာပျော်ရွှင်ဖို့ကကစားမကောင်းတွေလိုအပ်တယ်ဆိုတာသိလိုက်ရပြီလို့ပြောလိုက်တာပါတမမအာရီစီရိုးဖွဲကတော့ရှီဘူးရဘူရာရှိကိုရောက်လာပြီးတော့ဖိုင်နယ်ကစားပွဲကဒီနေရာမှာပါဆိုတော့စိုင်းဘုတ်ကိုမြင်လိုက်ရပါလေအားနဲ့အာရီစုကသူ့လူတွေကို အသိမဲလားလှုပ်လိုက်ကြအောင်လို့ပြောပြီးတော့ဘူတာလေးကိုဝင်လာလိုက်ပါတယ်အဲ့မှာလေကားတစ်ခုကိုထပ်မြင်လိုက်ရပြီအာရစုလည်းရေသုံးကနေလေကားပေါ်ကိုတက်လာပါတယ်အာရစုတယောက်အပေါ်ကိုရောက်တဲ့အချိန်မှာတော့မြင်လိုက်တဲ့မြင်ကွင်းကြောင့်အံဩသွားခဲ့တာပါသူရောက်နေတာကမူလားကဘာကရှီဘူယာဘူတာရှိမှဖြစ်ပြီးလူတွေပြားပန်းခတ်သလိုသွားလာနေကြတာကိုမြင်လိုက်ရပါတယ်အာရစုလည်းဘာတွေဖြစ်နေမှန်းနားမလဲတော့ပဲဟမ်လို့တန်တော်နေတာရေရို့မိလိုက်ပါတော့တယ် ဟုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုကဒီလောက်ပါပဲဒါကတော့ Alison Borderland Season 3ရဲ့အပိုင်း4ဖြစ်ပါတယ်နောက်နေ့မှာအပိုင်း5ပြီးရင်တော့အပိုင်း6ပြီးရင်တော့ပြီးပြီပေါ့အဲ့တော့ပြန်တွေ့ကြမယ် Channel Subscribe လုပ်ဘေးနားအကောင်လုံးနှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦးဒီနေ့မှာအစားဆုံး live ပါကြည့်ရှုအားပေးခဲ့တဲ့ Borderland အားလုံးတယောက်ချင်းဒီတိုင်းချိန်ပေးတာအတွက်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မှုပါ